မင်္ဂလာပါခင်ဗျာ Revenue Burma News Channel ကနေပြီးတော့ November 6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတောင်သာမြို့ပေါ်မှာရှိတဲ့စစ်တပ်ဂိတ်စခန်းများကိုတော်လိုင်းတပ်ကကြပြိုင်တပ်ထဲဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာစစ်သား၃ဦးသေဆုံးပြီးတော့စစ်တပ်ကဆုတ်ခွာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့က November 5ရက်နေ့မနက်6:00နာရီအချိန်မှာတောင်သာမြို့ပေါ်မှာခြေကုပ်ယူထားတဲ့မကြီးရိုးဂိတ် 别的牛刀，这下出当然给牛了。明年开年，俺们总得养，要不然那天，我要再开第二块的露地养娃呢，不只有给马吃的，是亏的啊！m 然得免。 ဝင်းရောက်ပြစ်ခတ်တာနဲ့ဓပြိုင်နဲ့အပြိုင်အဆိုင်ကိုထွက်ပြေးသွားကြတယ်လို့သိရပါတယ်။အဲ့ဒီဂိမ်းမှာဘန်ကာ73လုံးရှိတော့လဲအားလုံးဟာထွက်ပြေးသွားကြတယ်လို့ပြောပါတယ်။ဘန်ကာရဲ့အတွင်းမှာတိတ်ဆုံးနေတဲ့စစ်ခွေး3ရဲ့အလောင်းများကိုတွေ့မြင်ခဲ့ရတယ်လို့သိရပါတယ်။ဒဏ်ရာရတဲ့သူတွေများနိုင်ပြီးတော့စစ်တပ်ရဲ့ဘန်ကာများကိုလည်းမိရှုဖျက်ဆီးလိုက်တယ်လို့ပြောပါတယ်။အဲ့ဒီစစ်တပ်ဘန်ကာများကိုမဖျက်ဆီးဘဲနဲ့ခြေကုပ်ယူထိမ့်ထိမ့်ထားတော့လဲစစ်တပ်ကလေကြောင်းနဲ့ဘုံကျဲပါက မြို့ပေါ်နေပြည်သူများပါထိခိုက်မှာကိုစိုးရိမ်ပြီးတော့ဘန်ကားတွေကိုမိရှုဖျက်ဆီးပြီးပြန်လည်ဆုတ်ခွာခဲ့ကြောင်းမြင်းညံခရိုင်အမတ်တုံးတရင်ကပြောဆိုထားပါတယ်။ဒါအပြင်ဗေဒနိုးတောင်ပေါ်မှာရှိတဲ့စစ်တပ်ကိုဝင်းရောက်ပြစ်ခတ်တိုက်ခတ်ခဲ့ရာစစ်ခွေးတွေအလုံးထွက်ပြေးသွားတယ်လို့သိရပါတယ်။ ဗဒနုတောင်ပေါ်မှာစစ်တပ်ရဲ့ဘန်ကာဆန်နှလုံးရှိတဲ့တဲကဘန်ကာဆက်တလုံးကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ပြောပါတယ်။ဇဂျန်အထွက်တန်လန်ဂိတ်ဝင်ရောက်သိမ်းဆည်းတဲ့အချိန်မှာဘန်ကာအတွင်းကနေပြန်လည်ပစ်ခတ်တဲ့အတွက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဇဂျန်အထွက်တန်လန်ဂိတ်ကိုမသိမ်းနိုင်ခဲ့တော့လဲစစ်တပ်ကအဲ့ဒီဂိတ်နေရာကနေထွက်ပြေးသွားတဲ့အချိန်မှာဒေါ်လန်ဟစ်တပ်များလည်းပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။ မြန်မြင်အလောင်းတွေ့တာကတော့မကြီးရုံမှတွေ့တယ်ကျန်တာတွေကတော့မသိဘူးဘေးတနိုးတောင်ပေါ်မှာတိမ့်နိုင်တာကဘန်ကာ၁၁လုံးအထိတိမ့်နိုင်ခဲ့ပါလေကျန်တဲ့တလုံးကတော့ခဲရမ်းမလုံလောက်လို့မတိမ့်နိုင်ခဲ့တာပါတိုင်လန်ဂိတ်ကဘန်ကာထဲမှာခံပြစ်နေလို့အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲဖြစ်ခဲ့တာပါစကြန်းဂိတ်ကတော့အယောင်ပြလောက်ပဲထိပိတ်မှုဖြစ်ခဲ့တာလို့မြင်းညာခရိုင်အမှတ်၃တိုင်ရင်ကတောင်းရှိသူကရှင်းပြထားပါလေ ၎င်းတိုက်ခိုက်မှုကိုမြင်းရခဲအမတ်သုံးတရဲနဲ့ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ရဲဘော်တအူးကြီးစံထိမှန်ဒဏ်ရာရရှိကမစိုးရိမ်ရဘူးလို့ပြောပါတယ်။မနေ့ကတိုက်ပွဲဖြစ်တာမှတောင်သာမျိုးကနေနထိုးကြီးဘက်ကိုအထွက်ဖြစ်တဲ့တောင်သာမျိုးအဝင်ဂိတ်မကြီးရိုးဂိတ် ဒီကနေ့မနက်တော့စစ်တပ်ကအဲ့ဒီနေရာဝန်းကျင်ကိုပြန်ပြီးတော့နေရာယူလိုက်ပြီလို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်။တောင်တာမြို့ပေါ်မှာစစ်တပ်ကရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်လုံခြုံရေးတွေတိုးမြှင့်နေတော့လဲတောင်တာမြို့နယ်အတွင်းကျေးရွာများအလုံးကိုတော်လိုင်းတပ်များကစုံမုတ်ထားပြီးတော့မြို့ပေါ်မှာသာစစ်ခွေးတပ်ကအထိုင်ချတပ်ဆွဲနေထိုင်နိုင်တော့တဲ့အခြေအနေဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းငဇုံမြို့နယ်မြို့သားရဲစခန်းကနေအရက်ဝဲဖို့ထွက်လာတဲ့စစ်ခွေးအုပ်စုများပြစ်ခတ်ခံရပြီးတော့နှစ်ကောင်ပွဲချင်းပြီးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လောဘမာလာ၄ရက်နေ့မနက်7:24မိနစ်ခန့်မှာမြို့သားရဲစခန်းကမြို့သားဈေးမြောက်ဘက်လမ်းအတိုင်းအရက်ဝဲထွက်လာတဲ့စစ်ခွေးအုပ်စုဝင်၃ဦးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Special Task Force ငါဆိုအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်မြို့သားရဲစခန်းကနေထွက်လာတာဗျအရဲဝင်းနဲ့ထွက်လာတာပါရဲစခန်းနဲ့မီတာ200လောက်မှာဈေးဘက်မှာတော့ဒီကောင်တွေကင်းမုန်းနေရှိတယ်လို့ကြားတယ်အဲ့ဒီဈားတွေကနေတိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေနဲ့မီတာ20အကွာကနေတီးထုတ်လိုက်တာလို့ Special Task Force အဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိသူတွေဟာခွက်ပြေးလွတ်မြောက်သွားတယ်လို့ပြောပါတယ်လက်နက်ကတော့မရလိုက်ဘူးဗျတကောင်လွတ်သွားလို့၃ယောက်လာတာ၂ယောက်အဲ့ဒီနားတွင်ကျသွားတာလို့ ၎င်းကဆက်လက်ပြောဆိုထားပါတယ်၎င်းတို့တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မြို့သားဈေးပတ်ပတ်လဲမှာကင်းမုတ်ဝင်နေတဲ့စစ်ခွေးများကပြန်လည်ပစ်ခတ်ခြင်းမြို့သားရဲစခန်းတွေကနေပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းနဲ့ဒရုန်းနဲ့ဘုံကျဲခြင်းတို့ကိုပြုလုပ်ခဲ့တော့လဲတော်လိုင်းရဲဘော်များအထိကိမ်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ကတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာဒဇောင်မုံလာပြည်နေ့ည ပခိုးကြီးညအဖြစ်နဲ့အပြော်တန်းချက်လာခိုးတဲ့သူကိုပြည်သူ့ရှေ့ဆောင်ပါတီပြီးသုံးလုံးကရှမ်းပြည်နယ်လွတ်တော်မဲဆန္ဒနယ်အမတ်လောင်းစိုင်းရွှေထီးနဲ့သူ့ရဲ့သားဖြစ်သူစိုင်းကျော်စိုးမိုးတို့ကထိုးချိတ်ရဲနေရာကနေပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ9ရက်နေ့မနေ့2နာရီ30မိနစ်ခန့်ကတောင်ကြီးမြို့နယ်ရက်ွက်တဲ့နယ်မြေနဲ့မှာနေတဲ့လောတာခေါ်စိုင်းထောစာကလွတ်တော်ကိုစလေလောင်းစိုင်းရွှေထီးရဲ့ခြံထဲမှာရှိတဲ့ချက်ကိုဝင်ခိုးခဲ့ရမှာကားဖနှစ်ယောက်ကဒုံးနဲ့ဝိုင်းပြီးတော့ ရိုက်နှက်လိုက်တဲ့အတွက်တေဆုံးသွားကြောင်းရဲတရင်အေးမေကပြောပြထားပါဗျ ပြီးသုံးလုံးပါတီရဲ့အမတ်လောင်ဆိုင်းရွှေထင်းနဲ့သူ့ရဲ့တားဖြစ်သူဆိုင်းကျော်စိုးမုတ်ရဲ့ရန်ကန်မှုကြောင့်လော်တာခေါ်ဆိုင်းဖုံးစာဟာနေအိမ်ရဲ့ရှေ့ကွန်ကရစ်ခင်းလာတဲ့ရေမြောင်းပေါ်မှာပက်လက်အနေထားနဲ့နှစ်ဖူးပေါက်ပြဲပွေးထွက်ဒဏ်ရာများနဲ့လဲကျတေဆုံးသွားတဲ့အတွက်ကောင်းကြီးမျိုးမရဲစခန်းကရာဇသက်ကြီးဥပဒေပုံမှ300နှစ်မြင်းဆောင်တစ်တက်လေးနဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။ဆိုင်းရွှေထီးဟာပြီးသုံးလုံးပါတီကိုကိုစားပြုပြီးတော့တောင်ကြီးမျိုးမဲဆန္ဒနဲ့အမတ်တစ်ကနေပြီးတော့ဝင်းရောက်ရှင်းပြရန်အမတ်လောင်းအဖြစ်နဲ့မှတ်ပုံတင်ထားသူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ NLD အစိုးရကိုဖြုတ်ချရန်နဲ့စစ်အာဏာသိမ်းရန်ဆန္ဒပြပွဲများကိုဖန်တီးဦးဆောင်ခဲ့တဲ့အကြမ်းဖက်စစ်တပ်ကိုထောက်ခံတဲ့မမသားနဲ့အမျိုးသားရဲ့အစွန်းရောက်ရှေ့နေအေးပိုင်ကကျန်းဖို့ပါတီရဲ့ ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့သတင်းအတင်ဆက်ပေးပါမယ်။ဒဂုံမျိုးတေတောင်ပိုင်းမြို့နယ်မှာကျန်းဖော့ပါတီကိုကိုစားပြုပြီးတော့လွှတ်တော်ကိုယ်စားလှယ်လောင်း၄ဦးကိုကျန်းဖော့ပါတီကမနေ့ကမိတ်ဆက်လာပြီးတော့ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာဆန်းဆန်းထိပ်က၎င်းမဘာသာနဲ့အမျိုးသားရေးအစွန်းရောက်အေးပိုင်ကအမျိုးသားလွှတ်တော်မဲဆန္ဒနယ်၆ FPTB မှာ၎င်းစိုးယူကရန်ကုန်တိုင်းလွှတ်တော်မဲဆန္ဒနဲ့ FPTB နဲ့အောင်စုံဦးကရန်ကုန်တိုင်းဒေသကြီးလွှတ်တော် PR တို့မှာဝင်ရောက်ရှင်ပြန်ရမှာဖြစ်တယ်လို့သိရပါဗါးမဘာသာနဲ့အမျိုးသားရဲ့အစွန်းရောက်ရှင်းနေအေးပိုင်ဝင်ရောက်မယ်ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနဲ့အမှတ်6မှာဒဂုံမျိုးတိခရိုင်တစ်ခုလုံးပါဝင်ပြီးတော့မြောက်ဒဂုံတောင်ဒဂုံအရှိဒဂုံဒဂုံမျိုးတိစိတ်ကမ်းမျိုးနဲ့များပါပါဝင်နေတယ်လို့သိရပါဗါး ရှင်နေအေးပိုင်ဟာအစ္စလာမ်စံကျင်ရေးလှုပ်ရှားတဲ့မဘာသာရှင်နေတော်ဦးအဖြစ်သမရဦးသိန်းစိန်အစိုးရလက်ထက်2012ခုနှစ်ကစတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီးထေရဝါဒဓမ္မထေရဝါဒဓမ္မကိုရဥပဒေအကြံပေးအရာရှိအဖြစ်၎င်းမြန်မာနိုင်ငံလုံးဆိုင်ရာသာသနာရခိတအဖွဲ့နဲ့မဘာသာအဖွဲ့တို့မှဦးဆောင်သူရှင်နေတော်ဦးအဖြစ်နဲ့ပါဝင်ခဲ့တယ်လို့သိရပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်ကမျိုးဆောင်ဥပဒေများပြဋ္ဌာန်းရေးမှာလဲပက်ကြွစွာတောင်းဆိုပါဝင်ခဲ့သူဖြစ်တယ်လို့သိရပါဗျ။ NLD အစိုးရလက်ထက်မှာလွတ်တော်အမတ်ဟောင်း KYG နဲ့တွဲဖက်ပြီးတော့ NLD စန့်ကျင်ရေးနဲ့စစ်အာဏာသိမ်းရေးအဓိကဦးဆောင်နှုတ်ရှားခဲ့တယ်လို့သိရပါဗျ။မဘာသာအစိုးရဖုန်ကြီးဝီရသူရဲ့အမကန်ထောက်ခံသူလဲဖြစ်တယ်လို့သိရပါဗျ။2020ခုနှစ်ဇူလိုင်လအတွင်းမှာ အဆိုတော်ချစ်သူဝေရဲ့ဖခင်ဦးဇော်ဝင်းရေးဆွဲထားတဲ့ဗဒီကားတစ်ချက်နဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ပေါ်မှာချစ်သူဝေနဲ့ဖခင်တို့ကိုတင်ထားတဲ့ post များဟာသာသနာတော်ကိုညှို့နှိုင်းစေတယ်ဆိုပြီးတော့မြန်မာနိုင်ငံလုံးဆိုင်ရာသာသနာရခိတအဖွဲ့ကိုကိုအစားပြုပြီးတော့ရွှေနယ်ဦးအေးပိုင်းကတရားစွဲခဲ့တယ်လို့သိရပါတယ်။2018ခုနှစ် NLD အစိုးရလက်ထက်မဘာသာနဲ့အမျိုးသားရေးအစွန်းရောက်စာရေးဆရာ မောင်သွေးချုံကိုနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုနဲ့ဖမ်းဆီးတရားစွဲထောင်ချခဲ့ရမှာလဲရှင့်နေအေးပိုင်ကတရားခံရှင့်နေဖြစ်နေဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။ရှင့်နေအေးပိုင်ဟာမဘာသားနဲ့အမျိုးသားရေးအစွန်းရောက်အဖွဲ့များကိုရံများရဲ့ဥပဒေရေးရာအတိုင်းအမခံအဖြစ်နဲ့ဆောင်ရွက်နေပြီးတော့ယနေ့အချိန်ထိမြန်မာနိုင်ငံအတွင်းမှာအစ္စလာမ်စန့်ကျင်ရေးလှုပ်ရှားမှုများမှာဦးဆောင်ပါဝင်နေသူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောကီဘင်းစစ်ဘေးတွေကြောင့်အတိဒုက္ခရောက်နေရတဲ့မြန်မာပြည်သူများကိုနိုင်ငံတကာကမိတ်မထားကြရန်နဲ့ပြင်မထားကြရန်ပုတ်ရဟမင်းကြီးလီယိုက မင်းချားမြတ်တာရက်ခံလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဗ ెంబ ာလ9ရက်နေ့မှာစိတ်ပီတာရင်ပြင်မှာပြုတ်လို့တဲ့အပတ်စဉ်စူတောင်းပွဲမှာပိုရဟမ်းမင်းကြီးလီယိုကအခုလိုမျိုးမင်းချားမြတ်တာရက်ခံခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါး။နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့ပြည်ရင်းစစ်နဲ့လူသားချင်းစာနာတောက်ထားမှုဆိုင်ရာလိုအပ်ချက်များကြောင့်ဒုက္ခရောက်နေရတဲ့မြန်မာနိုင်ငံသားများကိုမစွန့်ပြစ်ရန်နဲ့မေးမထားကြရန်အကူအညီများပေးကြရန်နဲ့စူတောင်းပေးကြရန်၎င်းကမြစ်တာရက်ခံတိုက်တွန်းခဲ့ပါဗါး။ ကမ္ဘာဒေသအသီးသီးမှာလက်နက်ကိုင်ပြိပခါတွေကြောင့်ဒုက္ခရောက်နေရတဲ့သူတွေအတွက်စူတောင်းမေးဖို့ကျွန်တော်နဲ့အတူပါဝင်ဖို့ဖိတ်ခေါ်လိုပါတယ်ကျွန်တော်အနေနဲ့မြန်မာနိုင်ငံအကြောင်းအထူးစဉ်းစားနေပြီးတော့နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့မြန်မာပြည်သူတွေကိုမမေ့ဖို့နဲ့လိုအပ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုပေးအပ်ကြဖို့တိုက်တွန်းလိုပါတယ်လို့ပိုရဟမင်းကြီးကဝိပုစူတောင်းခွဲတက်ရောက်လာသူ ဖျားဖူးဖောင်ပေါင်းများစွာရဲ့ရှေ့မှာမိန်ကြားခဲ့တယ်လို့သိရပါဗျ။လက်နက်ကိုင်ပြိပကများအတင်းအကျပ်နေရာရွှေ့ပြောင်းခံရခြင်းနဲ့အခြေခံအရင်းမြင့်များချိုးတဲ့ခြင်းတို့ကြောင့်ဆက်လက်ပြီးတော့ဒုက္ခခံစားနေရတဲ့မြန်မာပြည်သူများအတွက်လီယိုကစိုးရင်ပူပန်ကြောင်းထုတ်ဖော်မိန်ကြားခဲ့ပါဗျ။ကုလသမဂ္ဂရဲ့ခံမှန်းချက်အရမြန်မာနိုင်ငံရဲ့အခြေအနေဟာကပ်ဘေးကြီးအဆင့်ကိုရောက်ရှိနေပြီးတော့2025ခုနှစ်အတွင်းလူပေါင်း20တန်းနီးပါးအခုကြီးလိုအပ်မှာဖြစ်တယ်လို့တွက်ချက်ထားပါဗျ။ပြည်သူ3.5တန်းခန့်ဟာလည်း ပြည်တွင်းထဲမှာပဲအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးတော့အများစုဟာမတိမငိမ်ဖြစ်နေတဲ့အခြေအနေများမှာနေထိုင်နေရကြောင်းသိရပါဗျ။အခုနှစ်မတ်လမှာငလျင်လှုပ်သွားသလိုမျိုးသဘာဝဘေးအန္တရာယ်များနဲ့နိုင်ငံတကာရန်ပုံငွေအကန့်အသတ်ရှိခြင်းတွေကြောင့်မြန်မာပြည်သူများရဲ့အခြေအနေဟာပုံမဆိုးဝါးလာတယ်လို့သိရပါဗျ။ ပေါ်ပြဟန်းမင်းကြီးရဲ့မြန်မာနိုင်ငံအတွက်စူတောင်းချက်များဟာကမ္ဘာအဆိုပါဆုံးလူသားချင်းစာနာထောက်ထားမှုအကြမ်းတဲများတွေကတခုကိုရင်ဆိုင်နေရတဲ့အချိန်မှာပေါ်ပေါက်လာခဲ့တယ်လို့သိရပါဗျ။ဒီမိုကရေစီနီးလန်းကြရွေးကောက်တင်မြှောက်ခံထားရတဲ့အစိုးရကို ဖြောက်ချခဲ့တဲ့အာနာသိမ့်မှုနဲ့စစ်ခွေးတပ်ကအာနာသိမ့်ပြီးငါနဲ့နှီးပါအကြောင်းမှာပြည်ရင်းကပြိပခါတွေကြောင့်လူပေါင်းထောင်ပေါင်းများစွာတေဆုံးခဲ့ရပြီးဖြစ်တယ်လို့သိရပါတယ်။2020ခုနှစ်မှာစစ်အာနာသိမ့်မှုကိုစန့်ကျင်တဲ့လူမှုစန္ဒပြပွဲများကိုစစ်တပ်ကအကြမ်းဖက်နှိမ်နင်းတဲ့အတွက်လက်နက်ကိုင်တော်လှန်ရေးကြီးပေါ်ပေါက်လာကစစ်တပ်ကိုတိုင်းရင်းသားများနဲ့ဒီမိုကရေစီလိုလားတဲ့ပြည်သူများကလက်နက်ကိုင်ပြီးတော့တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းညာညွန့်နယ်နိုင်စီကန်ရွာကိုအကြမ်းဖက်ဆက်တက်ကစစ်ကြောင်းထိုးမီးရှို့ပြီးတော့အနီးနားမှာရှိတဲ့ကျေးရွာများကိုလည်းလေရင်ဆက်တက်လေထီးများနဲ့ဘုံကျဲနေတဲ့အတော့ပြည်သူများဟာရွာလုံးချို့ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လုံးဝမလာ9ရက်နေမှာညာညွန့်နယ်ကွေးမပြူစောတိရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာတန်းစီကန်ရွာကိုဝင်ရောက်ဆင်းနေပြီးတော့မုံလွယ်ပိုင်းကစတင်ပြီးရွာထဲမှာရှိတဲ့နေအိမ်များကို ဘီရှုပ်ဖြတ်စည်းနေတယ်လို့သိရပါဗျ။ဒါအပြင်ဒီကနေ့နိုဗ ెంబ ာလ6ရက်နေ့မနက်7:00နာရီဒေါ်လာကစတင်ပြီးတော့အကြမ်းဆက်တက်ကနန်းစီကန်ရွာအနီးနားကိုဂျက်ဖိုင်တာစက်တပ်၄ထီးများနဲ့ဘုံဆယ်လုံးကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။လက်ရှိချိန်မှာအကြမ်းဆက်ခွေးစစ်ကြောင်းကြောင့်နန်းစီကန်ရွာကပြည်သူများအပါအဝင်အနီးနားမှာရှိတဲ့ကျေးရွာများကထောင်ထဲကြီးတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။မနေ့ကမနေ့ကထွက်လာတဲ့မြိုင်တောင်ပိုင်းကွေးမပြူစောရီရွာကနေထွက်တဲ့စစ်ကြောင်းက မနေ့ကကလေးကနန်းစီကန်ရွာကိုဝင်တာပေါ့မနေ့ညကလေးကနေနေကိုမီးရှို့နေတာပါနေနေမီးရှို့တာဘယ်နှလုံးလောက်ရှို့လဲဆိုတာတော့အတိမပြုတ်နိုင်သေးဘူးအခုမနေ့တော့ Jet Fighter နဲ့ဘုံ6ချိန်ကျဲချသွားပါတယ်စက်တက်၄ထင်းနဲ့က3ချိန်ကျဲသွားပါတယ်ဒေသခံပြည်သူတွေကတော့စေဘေးရှောင်နေရတာပေါ့ဒီစိတ်ခွင်းစိတ်ချောင်းကဘယ်အချိန်ထိဆက်သွားအောင်လဲဆိုတာမခန့်မှန်းနိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကအတိပြုတ်ပြောကြားထားပါတယ်အော်တိုဘာလဘိုင်းကလည်းညာညွန့်နေနဲ့ပေါ့ညွန့်နေအဆက်မရှိတဲ့ ကြောက်ခွက်ရွာနဲ့မှန်ရင်ရွာများကိုအကြမ်းဖက်ဆက်တက်ကဆက်တက်လေးထင်းနဲ့ဘုံကျက်တက်ခိုက်ခြင်းကြောင့်ပြည်သူ၅ဦးသေဆုံးခဲ့ရာကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချမ်းမဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခမောင်